လွင်ပြင်တိုင်းကဂျပန်ကျေးရွာလမ်းပေးညင်းနေခင်းလေတိုက်တန်တဲ့မိဝေးညက်လင်းကတိတ်ဆိတ်နေတဲ့တနာရီအကြာမှာနေဝင်မှာဖြစ်ပေမဲ့ရွာသူရွာသားတွေစတင်ပြီးအိမ်တွင်းဝင်ကြတယ်သူတို့ကပြောတယ်ဖုန်ကြီးចောင်းသားကချော်ရမ်းအိမ်ကိုညဘက်တယောက်ထဲသွားမိရင်နောင်တနေ့ပြန်လာရမယ်လို့ဆိုတယ်ဒီနေရာကငငယ်တုံးကမလာရဲဘူးကြောက်ဖို့အတော်ကောင်းတယ်ဒါပေမဲ့ဒီနေ့ညမှာသူဗီဒီယိုဖမ်းဖို့ရောက်လာတာပဲသူ့လက်မှာတမိတစ်ခုနဲ့ဖုန်း မျက်နှာဖုံးသက်ထားပြီးသူ့ရဲ့ YouTube ပရိသတ်တွေအတွက်စကဲဝီဗီဒီယိုလုပ်ဖို့လာခဲ့တယ်။ပုံမှန်လူမနေတဲ့အိမ်တစ်ခုဆိုပေမဲ့တဆုံတယောက်ကြည့်နေသလိုခံစားရတဲ့တကားကိုဖွင့်လိုက်တာနဲ့ပျက်စီးနေတဲ့တရမီဖဲခင်းတွေဖျောင်းတိုင်တစ်ချောင်းကိုတွေ့တယ်။သူတို့ပြောတဲ့တရေမဟုတ်ဘူးထင်တယ်။အဲ့ဒီထဲမှာတကယ်ပဲဖြစ်နေရှိတယ်။ဆိုပြီးသူတိတ်တိတ်ငြိမ်ငြိမ်အထဲကိုဝင်လိုက်တဲ့မိနစ်အနည်းငယ်အကြာမှာမထင်မှတ်ပဲအတန်တစ်ခုကြားရတဲ့ဖျောင်းတိုင်နဲ့အတူမိမတူဦးရဲ့ရုပ်အမှောင်က ကျောင်းနောက်မှာမြင်လိုက်ရတဲ့သူ့မျက်နှာကသွားတွေချွဲပြီးမျက်လုံးနီနေတဲ့တရင်ပဲဘယ်လိုမှထွက်လို့မရဘူးတကားတွေကိုဖွင့်တိုင်းပိတ်တံပြန်လာတယ်နယံဘော်ကပုံဟောင်းတွေကလည်းထိမ့်လန့်စေတယ်သူ့ခြောက်ချားစရာအတံတွေကြားပြီးထိတ်လန့်နေခဲ့တယ်ဖုံးကင်မယားမြေပြင်ပေါ်ကျသွားပြီးဖွင့်ထားတာနဲ့သာကြံရိပ်ခဲ့တယ်ပုံရိပ်ထဲမှာမိမယုတ်ကျန်းတအိုးကဖွင့်ထားတဲ့အခန်းတကားနောက်မှာချက်ချင်းပေါ်လာတယ်နောက်ဆုံးအတံတစ်ခုက